乱速破呀的古龙可以得及，我一家玩也可以冷。ဘောရီချာဝမ်းရည်ခရီးစဉ်ကသိပ္ပံပညာရဲ့အောင်ပွဲတစ်ခုဖြစ်ပေမဲ့အိနုဝေဝါနေသောအထီးကျန်စူဇန်တူတူရဲ့လွမ်းမောဖွယ်ရာဇလန်တဘူလည်းဖြစ်ပါတယ်။လွန်ခဲ့သော140ကျော်1989ခုနှစ်ရဲ့နွေရာသီနောက်ပိုင်းမှာဘောရီချာဝမ်းဟာကဘာမြေရဲ့ဆွဲအားနယ်ပယ်မှာစတင်လွတ်မြောက်ခဲ့ပါတယ်။ဒီချိန်ကစပြီးသူဟာလူသားတို့ရဲ့စိတ်ကူးအိမ်မက်ကိုတည်ဆောင်ရင်းအိမ်တို့ကျန်မလာတော့မယ့်ခရီးစဉ်ကိုစတင်ခဲ့ပါတော့တယ်။ လမ်းတစ်လျှောက်မှာ Voyager 1ဟာ Jupiter နဲ့ Saturn ဂြိုဟ်တို့ကိုဖြတ်ကျော်ကအေးဆက်သောဂြိုဟ်ရန်လက်လေးတွေရဲ့ပုံရိပ်များကိုနောက်ဆုံးအချိန်ရိုက်ကူးပေးဖို့ခဲ့ပြီးနောက်ကျွန်တော်တို့ Solar System ကိုနှုတ်ဆက်ကပြန်မလာတော့မယ့်အထင်းကျန်ခရီးလမ်းကိုကူးပြောင်းသွားခဲ့ပါတော့တယ်။1990ပြည့်နှစ်မှာ Voyager 1ဟာ Mission ပြီးဆုံးချိန်သူ့ကိုဖမ်းတိခဲ့သူများရဲ့တောင်းဆိုချက်အရနောက်ဆုံး Lunsoft ဖွင့်မင်ခွင့်တစ်ခုကိုပေးပို့ခဲ့ပါတယ်။ မိုင်ပေါင်း3.5ဘီလီယံအကွာမှ Voyager 1ဟာကမ္ဘာမြေကြီးကိုမှန်ဘလူးနောက်မှာမင်ရတဲ့ဖျော်တော်သောအပြာရောင်အဆက်လေးတစ်ခုအဖြစ်တက်ပုံရိုက်ပေးပို့ခဲ့ပါတယ်။ဒီပုံရိပ်လေးဟာကမ္ဘာမြေရဲ့တည်ရှိမှုဘလောက်ထိသိမ်းငဲ့နေတာကိုပြသနေပြီ။ဒီချိန်ကဒီအဆက်လေးပေါ်မှာမွေးဖွားလာခဲ့တဲ့စရုပ်လေးရဲ့အိမ်ကိုနောက်ဆုံးအကြိမ်လှည့်ကြည့်ခြင်းပဲဖြစ်ပါတော့တယ်။ထိုချိန်ကစပြီး Voyager 1ဟာကင်မရာတွေကိုပိတ်ပစ်ခဲ့ပြီးအလင်းမဲ့သောအမောင်တို့တဲ့သူနစ်မြုပ်တော့ခဲ့ပါတော့တယ်။ ယခု Borija 1ဟာကမ္ဘာမြေမှာအဝေးဆုံးထို့ရောက်ရှိနေပြီဖြစ်ပြီးနေအဖွဲ့အစည်းဖြင့်ပါ National နဲ့ Jedaya Interstellar Space တွေစီခရီးနေနေပါတယ်။လက်ရှိ Borija 1ဟာလွန်မင်းဝေးကွာနေတာဖြစ်ပြီးသူ့စီမှာအချက်ပြမှုကိုရောက်ရှိဖို့23နာရီကျော်ကြာမြင့်လာပါပြီ။ဒါဟာအလင်းတရက်စာနီးပါးသွားရတဲ့ခရီးအကွာဝေးပါ။ ဘော်ရီဂျာ1ရဲ့ဆွမ်းအင်းတခွိဖြင့်ရော့ချလာတာနဲ့အမျှသူ့ရဲ့အစိပ်ပိုင်းတွေကိုတခုပြီးတခုဖိတ်ပြနေတာပါပဲ။ဒီကောင်လေးကခုဆိုရင်လူအိုတူအိုးကဲ့သို့သူ့ခန္ဓာကိုယ်ရဲ့လွတ်ဆောင်ရတူကိုတဖြည်းဖြည်းရှော့ချနေရပါတယ်။ဒါပေမဲ့သူ့ရဲ့အချက်ပြမှုကိုတော့ဆက်လက်ပြပိုနေစေပါ။ဘော်ရီဂျာ1ဟာနောက်ထပ်နှစ်ပေါင်းများစွာတိုင်အောင်ကဘာချိုရဲ့ရွှေရောင်မကန်းဖျားကိုတည်ဆောင်ရင်းအခြားသောဂျယ်ရီစီကိုဥတီကတကူတော့ဆက်လက်ခီးနှင်သွားတော့မှာပါ။ တချိန်ချိန်မှာကဘာမြင်နဲ့အဆက်အသွယ်ပြတ်တောက်သွားမဲ့အချိန်ရောက်လာတော့မှဖြစ်ပေမဲ့ Voyager 1ဟာလွမ်းဆွတ်ခွေရအထူးအကျန့်ခရီးတဲ့ဖြစ်အဆုံးမဲ့စက်ကြောလာတဲ့မှာထာဝရကြံရှိနေတော့မှာပါ။နောက်လဲဒီလိုဗီဒီယိုတွေတင်ဆက်ပေးမှာမို့ follow လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။